စေမချမိဘောမြောက်ဖွယ်အနုမောဒနာတရားစကားနည်းနည်းဟောကြားပြီးမယ်ယခုပုဆောင်ရေးနှစ်ဆက်သွေးရေးဝန်ကြီးဌာနရေချောင်းပုဆောင်ရေးယူကြမှုဥစည်းဌာနနဲ့ပုဆောင်ရေးစီမံကိန်းဥစည်းဌာနဝန်ထမ်းမိသားစုများနိုင်ငံတော်ပြည်ယတိသာသနာတက္ကသိုလ်တို့လာရောက်ပြီးကုသကောင်းမှုပြုလုပ်ကြတယ်ရည်ရွယ်ချက်ကဒီဒီတက္ကသိုလ်မှာရှိတော်မူကြတဲ့သံဃာတော်များဆွမ်း စရှိသောပစ္စည်းလေးပါမပင်ပန်းဖို့အတွက်ချမ်းချမ်းသာသာဖြင့်မပင်မပန်းပဲချမ်းချမ်းသာသာဖြင့်ဆံရဆံရလှုပ်ဆောင်ကြရမယ်သာသနာတော်များကိုလှုပ်ဆောင်နိုင်ပါစေဆိုတဲ့တန်ဃာတော်များရဲ့အကျိုးစီးပွားကိုလူလန်းသောမေတ္တာဓာတ်ကိုအခြေခံပြီးလာရောက်လှူဒန်းနေကြတာဖြစ်ပါတယ်ဒီနေ့အဖြစ်သာသနာတွင်ကုသိုလ်များကို လာရောက်စီးပူးနေကြတာဖြစ်ပါတယ်သာသနာဆိုတာကြုံခဲတယ် ကြုံခဲတဲ့အတွက်ကြောင့်ကြုံတော့ကြုံခိုက်ခုမှရသင့်ရထိုက်တဲ့အခွင့်အရေးကောင်းများကိုအကြောင်းယူနိုင်ခြင်းဒီတာသူတော်ကောင်းရလုံဆောင်ချက်ပဲဖြစ်ပါလေအခုသာသနာတော်နဲ့ကြုံကြတဲ့အခိုက်မှာသာသနာတွင်ကုသိုလ်ကိုစီးပူးကြမယ်အထောက်ကြမယ်ဆိုတဲ့ဒီယူရချက်ဖြင့်လာရောက်ပြီးကုသိုလ်ကောင်းမှုပြုလုပ်နေကြတာဖြစ်ပါလေဟောဒီမှာကုသိုလ်ကောင်းမှုဆိုတာဘုန်းကြီးတို့ဘဝနဲ့ရှင်းပြီးတော့ကြည့်ရင်ဘဝအတွက်အကောင်းဆုံးဖြစ်အောင် 六千多人，十二月五千余人批办的。那么，人在少林可以没帮助的弟兄兄弟呢？都都渐渐好比阿比马批办的。人在多少？大家在两万。大家到两万嘛，少林阿爷可以再们变半不六十路的。朋友，我讲到噶，就不如叫个可别人那多纳档次，拿老马西的那多。有要脚步，都在跟他们招招能笑了。 အမတန်ပင်ပန်းတယ်ချောင်းကိုလည်းဖြတ်အပ်သေးတယ်ပြီးတော့လမ်းလျှောက်အပ်သေးတယ်ဟောတခါတည်းဟာကားကလည်းတနေကုန်မှထီလုံကနေဖန်အံကိုတစည်းလောက်ပဲရှိတယ်အဲ့ဒီကားနဲ့ကြောက်ရင်တော့သက်တော့သက်သာတော့မဟုတ်ဘူးနဲသက်သာတော့ဘောသွားတာကားကြုံကားကိုစီးသွားရင်မြန်မြန်ရောက်တာပေါ့အဲကားမရှိတဲ့နေ့ဆိုရင်39မယ်ကိုတနေကုန်နီးပါးလောက်လျှောက်ရတယ်ချောင်းလည်းဖြတ်သေးတာဟိုအမတန်ခက်ခဲအမတန်ပင်ပန်းတယ် အဲခုဆိုရင်တော့လံကလေးလားလဲရှိလာတဲ့အခါမှာတက်တော့တက်သားနဲ့ယောနဲ့ဖန်မြုပ်နေဆိုရင်တဏှာကြီးကြော်ကြော်လောက်မောင်းလိုက်ရင်ရောက်သွားတယ်မတန်တက်သားတယ်ဒါဒီတော့ပုဆောင်နဲ့ဆက်သွေးကြီးလမ်းမဆက်သွေးကြီးကောင်းရင်ခྱི་သွားတဲ့အခါမှာအမတန်ကိုစိတ်ချမ်းသာကိုချမ်းသာ ရှိတယ်ဘယ်နေရာပဲသွားသွားဘာလဲဘာခྱི་နဲ့ပဲသွားသွားရေချောင်းနဲ့ပဲသွားသွားလေချောင်းနဲ့ပဲသွားသွားကိုးချောင်းနဲ့ပဲသွားသွား ကိုစီးတဲ့ကိုသွားတဲ့ခီးလန်းကဟောตายရဲ့လမ်းဖြစ်တယ်ဆိုရင်မပင်မပန်းနဲ့ဘယ်နဲ့လိုရာခီးကိုရောက်နေလောလောကူကူနဲ့ရောက်သွားနိုင်တယ်အဲတန်တရာဘုန်းကြီးတို့တွေတန်တရာခီးသွားတယ်ဖြစ်နေကြပါတယ်အဲတန်တရာခီးသွားတဲ့အခါမှာလည်းပဲตายရဲ့လမ်းကိုကိုကဖောက်လုပ်ပြီးသွားရင် ဟိုတက်တော့တက်တာနဲ့လူရခကြီးကိုဆက်ဆက်မြဲမြဲရောက်သွားနိုင်မှာဖြစ်ပါနဲ့ရှေးသူတော်ကောင်းများတန်တရာခကြီးသွားတဲ့အခါမှာဟိုသူတို့သာယာသောလမ်းတစ်ခုရအောင်ဖောက်လုပ်ပေးကြတယ်ဖောက်လုပ်ကြတယ်ဖောက်လုပ်ပြီးတော့မှအဲ့သာယာသောလမ်းအပေါ်မှာသူတို့ရှောက်လှမ်းလိုက်တဲ့အတွက်ကြောင့်သူတို့ခကြီးလူရခကြီးကိုချမ်းချမ်းသာသာနဲ့ရောက်သွားကြတယ်ဥပမာဆိုတော့ဝိတာခအကြောင်းမှဒီကျလို့အနန္တဘိသတိကြီးလို့ ဗုဒ္ဓမြတ်စွာသာသနာဟိုးပါရမီဖြစ်စဉ်ကာလဘဝဒုံကဗုဒ္ဓမြတ်စွာသာသနာတော်နဲ့ကြုံချတဲ့အခါမှာဩတန်တရာခီးအတွက်လှုပ်တဲ့လှုပ်ထက်တဲ့ကုသိုလ်ကောင်းမှုကိုပြုလုပ်တယ်ကုသိုလ်ကောင်းမှုသည်တန်တရာခီးကုသိုလ်ကောင်းမှုပြုလုပ်ခြင်းဟာတန်တရာခီးအတွက်ကောင်းသောလမ်းကိုဖောက်လှုပ်ခြင်းပဲဖြစ်ပါတယ်ဘုန်းကြီးတို့တွေတန်တရာခီးသွားတဲ့အခါမှာလမ်းကြောင်းနှစ်ကြောင်းမရှိတဲ့ ကုသိုလ်နဲ့ဖောက်လုထားတဲ့လမ်းကြောင်းအကုသိုလ်နဲ့ဖောက်လုထားတဲ့လမ်းကြောင်းဒီလမ်းနှစ်ခုပဲရှိတယ်အဲအဲ့ဒီလမ်းခရီးကဘုရားတို့သွားမဲ့လမ်းခရီးကမကောင်းတဲ့အကုသိုလ်ကိရိယာတွေနဲ့အကုသိုလ်ပစ္စည်းတွေနဲ့ဖောက်လုထားတဲ့မဆိုရင်အဲ့ဒီလမ်းကသာယာသောလမ်းမဟုတ်ဘူးမတန်ပင်ခက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 ်ဆူညာခလုတ်တွေအခက်ခဲများစွာ ဖြတ်ကျော်ရတဲ့လမ်းအဲ့ဒီလိုလမ်းမျိုးကိုဘုရားတို့လမ်းလျှောက်လမ်းမယ်ဆိုရင် လူလည်းပင်ပန်းဆက်လည်းပင်ပန်းခီလည်းမတွေ့ဘူးသူကလူလူရတော်နဲ့မရောက်ဘူးအဲဒါကြောင့်မို့ရှေးသူတော်ကောင်းများမပြည့်စုံလူရတန်တရားခီကိုချမ်းချမ်းသာသာရောက်နိုင်ဖို့အတွက်လမ်းတွေဖောက်ကောင်းသောလမ်းကိုဖောက်လုပ်ကြတယ်လူမိုက်တွေကတော့မကောင်းတဲ့လမ်းကိုဖောက်လုပ်အကုသိုလ်လမ်းကိုဖောက်လုပ်တယ်အဲသူတော်ကောင်းတွေစိတ်ဓာတ်ကတော့ကုသိုလ်လမ်းကိုပဲဖောက်လုပ်ဖောက်လုပ်သွားကြတယ်အဲကို့အတွက်လည်းဒါ တာတာရရသွားလို့ရအောင်အများလည်းပဲနှီးယူလို့ရအောင်ဒီလူရွေချက်ဖြင့်ကုသိုလ်ကောင်းမှုတို့ပြုလုပ်ပြီးတော့တန်တရာခရီးကိုဆုံးအောင်သွားကြတယ်။ဒါကြောင့်မို့ရှေးသူတော်ကောင်းများရဲ့နှီးကိုအတုခိုးပြီးဘုန်းကြီးတို့တွေခုဆက်လက်ပြီးတော့တန်တရာခရီးသွားနေကြတာဖြစ်ပါလေ။ဘုရားတန်တရာဆိုတာကဘဝကမဆုံးမနဲ့တဘဝပြီးတဘဝတဘဝပြီးတဘဝတဘဝပြီးတဘဝဒီလိုဆက်ကဆက်ကဆက်က သွားနေတာကိုတန်တရာခยีလို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့တန်တရာခยีသွားတဲ့အခါမှာခုနပြောခဲ့တဲ့ဤအတန်းချမ်းချမ်းသာသာဖြစ်ဖို့အတွက်ဗာလန်းကိုဖောက်လို့ပြရမယ်ဖောက်လို့ရမလဲဆိုရင်ကုသိုလ်ဆိုတဲ့လမ်းကိုပဲဖောက်လို့ရမယ်ကုသိုလ်လမ်းရှိအောင်ကုသိုလ်လိုရအောင်ဖောက်လို့ရမှာကုသိုလ်လမ်းရှိအောင်ကုသိုလ်လမ်းရအောင်ဖောက်လို့ပြရင်အဲ့ဒီလမ်းပေါ်မှာရှောက်လှမ်းတဲ့အခါမှာတက်တော်တက်သားနဲ့ ချမ်းချမ်းသာချမ်းချမ်းသာသာနဲ့လူရတန်ခီးကိုဆက်ဆက်မြတ်မြတ်ရောက်သွားမှာဖြစ်ပါလေကုသိုလ်လမ်းကိုသူ့ကုသိုလ်လမ်းဖောက်လို့တဲ့အခါမှာဘုန်းကြီးတို့တွေကောင်းသောလမ်းတစ်ခုဖြစ်ဖို့အတွက်အချိန်ခံစိတ်ဓာတ်မြင့်မြတ်ရမှာဖြစ်ပါလေတမ္မာပဏိတံစိတ်တံသေရသောနံတတောကရေဆိုတဲ့အတိုင်းပဲမြင့်မြတ်သောစိတ်ထားမြင့်မြတ်သောစိတ်ထားဆိုတာကဩလူဘဝဆိုတာရခဲ့တဲ့တန်ဖိုးကြီးမှလည်း ရခဲ့တံပူးကြီးမှလှဒါလူဘဝကိုရလဲရနေတယ်ခုရရုံတင်မကဘူးတွေ့ကြုံစုံစည်းဖို့အလွန်အလွန်ခက်ခဲတဲ့သာသနာတော်နဲ့လည်းပဲတွေ့ကြုံစုံစည်းခွင့်ရနေတယ်အဲ့လိုဒါအသည့်တရားတွေရှိပြီးတော့ဉာဏ်လေးနဲ့တတိလေးနဲ့ပိုင်းခြားပြီးငါတန်တရားခီးလန့်ဝင်ငါဖောက်လို့တော့ဖောက်လို့ရမှဖြစ်ပါတယ်ဖောက်လို့ပြီးတော့သွားရမှအဲသွားတဲ့အခါမှာတက်တော့တက်တော့ ွားလို့ရအောင်ကုစုဆိုတဲ့တန်တရာခကြီးလမ်းကိုဖောက်လို့ရမှာဖြစ်ပါလေအခုလိုကုစုဆိုတဲ့တန်တရာခကြီးလမ်းကိုလမ်းကိုဖောက်လို့တဲ့အခါမှာခုနပြောခဲ့တဲ့ဒီအသိနဲ့တတိတွေကြီးစွာထားရမှာဖြစ်ပါလေတခါတရံကိုကကောင်းတယ်ထင်အထင်နဲ့ဟောသွားလို့မိတယ်ဒါပေမဲ့တကယ်တကယ်ဆိုတော့မကောင်းတဲ့အလုပ်ဖြစ်နေတယ် အဲ့ဒါကောင်းတယ်ဆိုတဲ့အထင်နဲ့သွားလုံမိပြင်အခုဖောက်လို့တဲ့လမ်းကဘလို့မှလမ်းကောင်းတစ်ခုဖြစ်ပေါ်လာနိုင်ဘူးဒါကြောင့်မို့ဟိုဒီလမ်းဟာငါလုံးတဲ့အလုပ်ဟာကောင်းသောငါဖောက်လို့တဲ့လမ်းဟာကောင်းသောလမ်းလားမကောင်းတဲ့လမ်းလားငါလမ်းဖောက်တဲ့ခါမှာအသုံးပြုနေတဲ့ပစ္စည်းတွေဟာဟောကောင်းသောပစ္စည်းတွေလားအသုံးမဝင်တဲ့ပစ္စည်းတွေလားဒါကိုခွဲခြားသိမြင်နိုင်တဲ့အသိဉာဏ်ရှိရမယ်အဲ့ဒါပြောတာ အမှန်အမှန်ဆိုလို့ရင်ကအမှန်အမှန်ကိုပန်ချာသိမြင်နိုင်တဲ့အသိဉာဏ်ရှိရမယ်တန်တန်ပ္ပစာနောတဲ့တန်ပ္ပစာနောဒါမှားတယ်ဒါမှန်တယ်ဒီလိုပန်ချာတဲ့အသိမြင်အသိဉာဏ်တွေရှိရမယ်ဟောအဲ့လိုပန်ချာတဲ့အသိဉာဏ်ရှိပြီးတတိတရားလည်းပဲရှိနေရမယ်တတိအမြဲတမ်းထားပြရမယ်ခုနကကိုဖောက်တော့လို့တဲ့အခါမှာ ဖောက်လောက်တာတော့အကောင်းလောက်တာပဲဒါပေမဲ့အဲ့အကောင်းထဲမှာအဆိုးတွေမကောင်းတဲ့ပစ္စည်းတွေရောပြီးတော့ပါဝင်သွားတတ်တယ်အဲကိုအကောင်းကိုသုံးပြီးတော့ဖောက်လောက်တယ်ပြင်မဲ့လို့မကောင်းတဲ့ပစ္စည်းတွေရောပါပြီးသွားမယ်ဆိုရင်အော်ကိုဖောက်လောက်တဲ့လမ်းဟာအလုံးလုံးကောင်းတဲ့လမ်းမဖြစ်နိုင်ဘူးအဲ့ဒါလို့မဖြစ်အောင်ဟိုအမှားအမှန်ကိုပိုင်းခြားတဲ့အသိဉာဏ်ကိုလည်းပဲရှေ့တန်းတင်ထားမှာ သတိတရားကိုလည်းပဲအမြဲတမ်းလက်ကင်ထားရမယ်အဲဒီလိုသတိတရားလက်ကင်ထားပြီးအမှားအမှားကိုဝေပန်ပန်းချတဲ့အသိဉာဏ်ကို ရှစ်တန်းတင်ထားပြီးလှုပ်ဟိုတန်တရားခီးလမ်းကိုဖောက်လှုပ်တယ်ဆိုရင်အဲ့ဒီလမ်းဟာသာယာသောလမ်းဖြစ်သွားမှာ ဖြစ်ပါတယ်သာယာသောလမ်းကို တရားသလမ်းပေါ်မှာရှောက်လှမ်းတယ်ဆိုရင်ဘဝဟာတက်တောက်တက်တာသာသာယာယာနဲ့လူရခီးကိုရောက်သွားကြပါတယ်ရှေးသူတော်ကောင်းများလှုပ်ထုတ်လို့ဤကိုကြည့်မယ်ဆိုရင်မာခလူသူအမနာမခပါပဲမာခလူနေအဖွဲ့ပေါ့မာခလူလူနေအဖွဲ့မခလူလင်အသူတို့အဖွဲ့ကဘာလှုပ်တယ်လဲဆိုရင်ဟောကုသကောင်းမှုတွေပြလှုပ်တယ်ဟောလမ်းတွေမကောင်းရင်လမ်းတွေကောင်းအောင်ဖောက်လှုပ်တယ်ဟောလူတွေနေခိုးစရာ အရေးအဘာသာမရှိလည်းပဲရှိအောင်လုပ်တယ်အနာခုဘူးနေရာမရှိလည်းပဲနာခုဘူးနေရာရှိအောင်လုပ်ကြတယ်အဲဒါလိုပြီးတော့သွားလာတဲ့အခါမှာဟိုခီးပန်းတဲ့အခါခီးမောပန်းတဲ့အခါမှာသောက်သုံးဖို့လူလူအနဲ့လည်းလွယ်လွယ်ကူကူသုံးရေတွေသုံးလို့ရအောင်ရေထူးတွေတူလုပ်တယ်ချုပ်လိုက်တော့ကောင်းသောလှုပ်ဆောင်ချက်တွေကိုသူတို့ကလှုပ်ဆောင်ခဲ့ကြတယ်စိတ်စိတ်တူကူတူညီညီမျှမျှ တန်ဖင်းပြီးတော့အပေါင်းသင်းနဲ့မြတ်ဒီလိုလှုပ်ဆောင်ချက်ကောင်းတွေကိုလှုပ်ဆောင်ကြတယ်အဲဒီလှုပ်ဆောင်ချက်ကောင်းတွေလမ်းကောင်းကိုဖောက်လှုပ်ခြင်းပဲဖြစ်ပါတယ်နောက်ဆုံးသူတို့ဘဝမိကုန်ချုပ်တဲ့အခါမှာအကုန်လုံးဟောနတ်ပြည်ကိုတရားမင်းအဖြစ်အပေါင်းမကတော့တရားမင်းဖြစ်သွားတာပေါ့ကြံတဲ့သူ့ရဲ့အပေါင်းသင်းများကတရားမင်းရဲ့အပေါင်းဖော်ဖြစ်ဖြစ်ဟောနတ်ပြည်နတ်လောကမှာ အချမ်းချမ်းသာသာလူရခကြီးနတ်ပြည်ဆိုတဲ့လူရခကြီးကိုချမ်းချမ်းသာသာရောက်သွားခဲ့ကြတယ်။ဘာကြောင့်သူတို့အဲ့ဒါလိုရောက်သွားရတယ်လဲ။လမ်းကောင်းကိုဖောက်လုခဲ့လို့ပဲဖောက်လုခဲ့တဲ့လမ်းပေါ်မှာရှောက်တဲ့အတွက်ကြောင့်သူတို့လူရခကြီးကိုချမ်းချမ်းသာသာရောက်သွားကြတယ်။သူတို့တင်လာမဟုတ်ပါဘူး။အခြားအခြားသောသူတို့ကောင်းများလည်းပဲဒီလိုအများကြီးရှိတယ်။အဲ့ဒီသူတို့ကောင်းများတွေကသူတို့လမ်းကိုကောင်းအောင်ဖောက်လုပြီးဖောက်လုခဲ့ တဲ့အတွက်ကြောင့်လူရခရီးကိုချမ်းချမ်းသာသာလျှောက်လွှမ်းကြတယ်။တချို့သူတော်ကောင်းများဆိုရင်လည်းပဲသူတို့အသိနဲ့အဖွဲနဲ့ပဲအမတန်ရွှေရှာကောင်းတဲ့အတုပအလောင်းတွေကိုသကြုံမဲ့လူမရှိရင်အခုလူလူမှုကေဆေရဲ့အသိမျိုးလို့ပေါ့အတုပအလောင်းတွေသကြုံမဲ့လူမရှိဘူးဆင်းရဲဒုက္ခအနေနဲ့ကြောက်နေတဲ့လူတွေရှိအဲ့ဒါကိုသူတို့ကဒါမဖြစ်ဖြစ်အောင်အလောင်းကိုကုသိုလ်ဖြစ် စေတနာနဲ့ထားပြီးတော့ပင်ပန်းခံပြီးလေမိသကျူပေးကြတယ်ကိုလှုပ်ဆောင်ချက်ကတော့ကြည့်မယ်ဆိုရင်တော့ဟိုအမြင်မှာတော့သူ့ပါရာစာလို့ခေါ်မှာပေါ့သူတို့ကတော့မတည့်မတည့်တဲ့အလုပ်ပဲဒါပေမဲ့လှုပ်တဲ့အခါမှာကုသိုလ်စိတ်နဲ့လှုပ်နေတာအတုဘပို့ဆောင်ဖို့အတွက်အခက်အခဲရှိတဲ့မိသားစုများအခက်အခဲရှိတဲ့ပုဂ္ဂိုလ်များ အဲ့ဒီအခက်ခဲကနေလွန်မြောက်ပါစေဆိုတဲ့ဒီစိတ်ထားအဲ့ဒီစိတ်ထားအမတန်မြင့်မြတ်သောမေတ္တာစိတ်ထားဖြစ်ပါတယ်သူတော်မအကျိုးကိုသေဖို့တယ်ဆိုတာမေတ္တာတရားကရုဏာတရားကင်းမဲ့နေဘလို့မှမလုံနိုင်ဘူးမေတ္တာတရားကိယုကရုဏာတရားတွေအာကြီးမှသာလေ သူတို့များအကျိုးကိုပင်ပင်ပန်းပန်းဆောင်ရွက်နိုင်တာဖြစ်ပါတယ်။အော်အဲ့ဒီပုဂ္ဂိုလ်များသူများအကျိုးကိုပင်ပင်ပန်းပန်းဆောင်ရွက်နိုင်တာကသူတို့မှာလက်နဲ့ကောင်းတယ်ရှိတယ်။ဘာလက်နဲ့ကောင်းတယ်လဲဆိုရင်ဟောမေတ္တာမေတ္တာအင်အားတွေရှိနေတယ်သူတို့မှာသူတို့မှာမေတ္တာခွန်အားတွေရှိနေတယ်။ကရုဏာခွန်အားတွေရှိအဲ့ဒီမေတ္တာခွန်အားကရုဏာခွန်အားကိုအရင်နှင်ထားပြီးသူများတွေမလုံနိုင်တဲ့ ခက်ခဲတဲ့အလုပ်ကိုလှုပ်ဆောင်လိုက်ကြတယ်အဲ့လိုသူများနေမလှုပ်နိုင်တဲ့ခက်ခဲသောအလုပ်ကိုလှုပ်ဆောင်နိုင်ခြင်းအဖြစ်သူတို့မှာသူတို့ခยีသွားလမ်းကိုဖြောဖြောဖြူဖြူဖြစ်အောင်တာယာသောလမ်းခยีဖြစ်အောင်ဖောက်လို့ရာရောက်တယ်အဲ့လိုသူများမလှုပ်နိုင်တဲ့အလုပ်များများကိုသူများသူများအကျိုးပေါ့အတ္တဟိတပရဟိတလူတွေကများသောအဖြစ်အတ္တတွေလွှမ်းမိုးခြင်းခံရတဲ့တရားတွေပဲ ကိုအကျိုးကိုပဲကိုအထုအပြည့်အထုတပြည့်တော့တွေးပြီးတော့အပင်ပန်းခံကြအများအကျိုးအတွက်ဆိုရင်တိတ်အပင်ပန်းမခံနိုင်ကြဘူးဒါအများအပြည့်ပြောတာအော်ဘာကြောင့်အဲ့လိုဖြစ်ရပါလဲခုနမေတ္တာကရုဏာတရားတွေအားနည်းနေတယ်မေတ္တာကရုဏာတရားအားနည်းတဲ့ပုဂ္ဂိုလ်တွေမှာအများအကျိုးဆောင်ရွက်ဖို့ကြတော့ခက်ခဲတယ်သူတို့မှာပင်ပန်းတယ်မလုံနိုင်မကန်နိုင်ဖြစ်သွားတယ် ကိုအကျိုးကြတော့ဘယ်လိုပဲဖြစ်ဖြစ်နေ့ညမရွေးလုံနိုင်တယ်အတ္တကိုအတ္တဆိုတာကိုအတွက်ကိုအတွက်ကြတော့လုံနိုင်တယ်အများအတွက်ကြမလုံနိုင်ဘူးကိုအတွက်တော့လုံနိုင်ပြီးအများအတွက်မလုံနိုင်တာဘာကြောင့်လဲခုနမေတ္တာကရုဏာတရားတွေအားနည်းလို့တော့ကျွန်တော်ရှေ့သူတော်ကောင်းတွေမေတ္တာကရုဏာတရားတွေအားကြီးတဲ့အတွက်ကြောင့်အော်သူတို့အတွက်လည်းလှုပ်တယ်အများအတွက်လည်းလှုပ်တယ် ဒီလိုအများအတွက်လှုပ်ခြင်းအဖြစ်ကိုသွားမဲ့ဘဝတန်တရားခီးလန်းကိုအကောင်းဆုံးဖြစ်အောင်ဖောက်လို့ဖောက်လို့ပြီးနေခြင်းဆောက်လို့နေခြင်းဖောက်လို့နေခြင်းဖြစ်ပါတယ်အဲလိုအကောင်းဆုံးလမ်းကိုဖြစ်အောင်ကုသိုလ်တရားဖြစ်ဖောက်လို့လိုက်တဲ့အတွက်ကြောင့်ဩမင်းမျိုးလိုဖောက်လို့တဲ့ကုသိုလ်လမ်းသည်သာယာသောလမ်းခီးဖြစ်သွားတယ်အဲသာယာသောကုသိုလ်လမ်းခီးပေါ်မှာတန်တရားခီးကိုရှောက်လှမ်းတဲ့အခါမှာ ကုသိုလ်နဲ့ဖောက်လို့ထားတာဖြစ်တယ်လမ်းဖြစ်တယ်တော့လမ်းနဲ့သာရတယ်ဟောအဖေးမှာလိုအပ်တဲ့အရေးအဘာသာရှိအောင်သစ်ပင်တွေလည်းပဲစိုက်ပျိုးထားတဲ့အတွက်ကြောင့်ဟောအရေးအဘာသာလည်းအေးမြတယ်အရေးအဘာသာရှိတဲ့သစ်ပင်အောက်မှာသာရသောသစ်ပင်တွေလည်းလွှမ်းချုပ်ထားတဲ့သစ်ပင်အရေးအဘာသာရှိတဲ့သာရသောလမ်းပေါ်မှာရှောက်လှမ်းရတဲ့အခါမှာ သက်တော်သက်သာချမ်းချမ်းသာသာနဲ့လူရခီးကိုရောက်သွားကြတာဖြစ်ပါတယ်ယနေ့အလူရှင်များလည်းပဲတန်တရာခီးသွားစေပုဂ္ဂိုလ်ဖြစ်ကြတဲ့အတွက်ကြောင့်မိမိတို့သွားနေတဲ့တန်တရာခီးကိုချမ်းချမ်းသာသာသွားလို့ရအောင်ကုသိုလ်တရားဖြင့်လမ်းဖောက်လုပ်နေတယ်လို့ဒီလိုနားလေသဘောပေါက်ရမှာဖြစ်ပါတယ်မိမိတို့ဖောက်လုပ်တဲ့လမ်းသည်ကုသိုလ်လမ်းဖြစ်တယ်ကုသိုလ်လက်နဲ့တွင်တဲ့ ဆောက်လုပ်ထားတဲ့လမ်းဖြစ်တယ်။တာယောသောလမ်းဖြစ်တယ်လို့ဒီလိုနားလည်ပြီးဒီကုသိုလ်တရားဖြင့်ဆောက်လုပ်ထားတဲ့လမ်းပေါ်မှာဆောက်လမ်းပြီးနိဗ္ဗာန်ကိုအရောက်လှမ်းမယ်ဆိုတဲ့ဒီစိတ်ထားကိုမွေးမြူတဲ့အတွက်ကြောင့်ယနေ့အလှရှင်များသာသနာ့တွင်ကုသိုလ်ဒုကြီးများကိုစီပူပြုလုပ်အားထုတ်နိုင်ကြတာဖြစ်ပါတယ်။အခုလိုအားထုတ်နိုင်လိုက်တဲ့အတွက်ကြောင့်အလှရှင်များနှလုံးသားစိတ်ဆင်တဲ့မှာကုသိုလ်တရားတွေအသည်အသည်ပိုင်ဆိုင်ရရှိလာပြီဖြစ်ပါတယ်။ ရရှိလာတဲ့ကုသိုလ်ဆွမ်းအားချက်လူရှင်များအားလိုအန္တရာယ်ကင်းပြီးရှင်ပြီးကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုအသီးအသီးရရှိသုံးဆောင်ခံစားနိုင်ကြပါစေစီကုန်တည်းအဲရေစကြကြရအောင်အာလိုရေစကကိုင်းလဲဆူကြမယ်ရှင်ဖေယတပည့်တော်များသည်ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးနှင်ကြုံကြံသည့်အခိုင်ဘုဒ္ဓမြတ်စွာတရားတော်မြတ်ကိုနာယူမှတ်သားခွင့်ရကြသဖြင့်မှန်ကန်သောအသိဉာဏ်ထက်တန်သောတရားတရားသန့်ရှင်းသောစေတနာအားအစရှိသောစိတ်ခေါင်းများကိုမေးမြူ၍ ယံတို့ယခုပြုစဉ်ပြုထိုက်သောသာသနာတွင်ဥတုဒူးကြီးများကိုစီပူပြုလှုပ်အာထကြပါကုန်၏ဤကောင်းမှုသည်အန္တလကင်းဘေးရှင်း၍ကောင်းသူဆောင်သာစက်သည်မင်္ဂလာအဖျားပြာတို့ကိုဖြစ်ပေါ်စေကြောင်းဖြစ်ပေါ်လာကြောင်း အာကောင်းသောအထောက်အပံ့ဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကအဝဝကိုကျေးဇူးကြီးမှာမိဘဘူပါဆရာသမားများကိုအစထား၍31ဘုံကျင်းလေကုန်သောအလုံးသောတတ္တဝါတို့အား အမြှပေးဝေကြပါကုန်၏အမြှရကြ၍ကိုယ်စိတ်မှဖြာကျင်းမာချမ်းသာကြပါစေအမြှဝေကြရအောင်အလုံးကြာကြသမျှအမြှအမြှအမြှရေဝမူကြပါကုန်သောတာဒုတာဒု သာဓုအလုံးကြာကြာသမြအမြအမြအမြယူရမုကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမြအမြအမြအမြယူရမုကြပါကုန်လော TADU 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 TADU